ကျောင်းသူတငယ်ချင်းတယောက်ဆက်တစ်ကြာမှပြန်တွေ့တော့အခါဟဲ့ဆုဆုငင်ကျောင်းတော်ကတော့လာနေလို့ပဲနော်တက်တော်ကြီးလာတယ်လို့ပဲဟေးကောင်းမစိမ့်စိမ့်ကြည့်တယ်ခုမှပြန်တွေ့ရင်အေးဟုတ်တယ်ငါပူတော်ထုတ်လို့လေကိုယ့်ကိုအသားရင်လိုရနေတာပါအေးဘေးငါ့ရဲ့ပူတော်စားခါလာကြောက်ဘူးလေဒါပေမဲ့တခြားမသိဘူးပြပြစက်မှာပဲဟေးငါမျက်နှာမှာလည်းဒီကြောင်နေအများကြီးနေပူစားလို့ပေါက်နေတယ် ။မပြောနေကြာနေအောင်မယ်။ယူအားဒေါက်တာမှာပြောပြထားတာရှိရဲ့။အမှသွားကြည့်လိုက်နော်ငွေချင်း။အေးငါရှာကြည့်တော့မယ်နော်ငွေချင်း။ဒီဘက်ကေလာဘဆန်ရမှာနာမည်ကြီးလာတယ်ပိုတော့ထိုးရဆိုတာကိုကြားဦးနေပေမဲ့ဗာမဲသေချာမသိဘူးဖြစ်နေပါသလားအဲ့ဒါဆိုရင်တော့အခုဗီဒီယိုလေးကိုစုံလေးကြည့်သွားလိုက်တော့နော် ဟိုတောက်ဆိုတာကတော့ကျွန်တော်တို့အိုင်ုံကျောအားတစ်စင်မှာကျောသားတွေကိုကျုံနေတင်းစီတဲ့လမ်းညာကိုယာယီပိတ်ပြီးတာပဲဖြစ်ပါတယ်။ကျောသားတွေကိုတင်းစီတဲ့အစီတိုင်းကိုလင်းလို့ခေါ်တဲ့ညိုထရန်စမီတာထွက်တာကိုတားဆီးပြီးတဲ့အတွက်ကြောင့်ကျောသားတွေကိုပြေလျော့သွားစေပြီးတော့ကျောသားတင်းလို့ဖြစ်လာတဲ့ကျွန်တော်တို့ပင်နာဘဝအရေးအကြောင်းတွေကိုကာဝယ်ပေးပါတယ်ဗျ။ဟိုတောက်စတိုးပြီးဆိုရင်သူရဲ့အာနိသင်ဟာချက်ချင်းတမ်းမပြသေးပဲနဲ့ဖေးဖေးချင်းနဲ့ထိုးပြီးနှစ်ပတ်လောက်ကြာတဲ့အခါကျမှအာနိသင်ရဲ့ပြေဆုံးမြင်ရမှာပဲဖြစ်ပါတယ်။နောက်ပြီးတော့ဘူတောက်စာဆိုရင်ကျောသားတွေတင်းမနေအောင်ယာယီပိတ်ပြီးတာပဲ ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့သူ့ရဲ့အာနိသင်အားဆိုရင်ဖြည်းဖြည်းချင်းနဲ့ပြန်ပြီးရောရောလာမှာပဲဖြစ်ပါလေ။ Food Stock ကထိုးထားပြီးဆိုရင်သူ့ရဲ့အာနိသင်ဟာပြန်များ3လနဲ့6လလောက်ထိခံတယ်လို့သိရပါတယ်ဗျ။ဆိုတော့ bootdocs ကိုအများကြီးလုံးလုံးကျွတ်ကျွတ်ထုတ်မိကြရင်ဘာဆိုးရလေးဖြစ်နိုင်လဲ bootdocs ဆိုရင်တော့ကြော်သားတင်းတာကိုတားပေးရတဲ့အတွက်ကျွန်တော်တို့အများကြီးလုံးလုံးကျွတ်ကျွတ်ထုတ်မိကြမယ်ဆိုရင်တော့ကြော်သားသေးသေးတော်တာမျိုးတွေဖြစ်နိုင်ပါတယ်နော် ဆိုတော့အားလုံးပဲဘိုးတော်ဆရာကြောင့်ကိုသေချာနားလည်သွားပြီးတော့ရှင်ကြည်ပါရစေ။နောက်နေ့ဒီမှာလည်းပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေတို့ပြန်လာကြပါမယ်နော်။